ထိုင်းမြန်မာနယ်စပ်မင်းဆောင်မြို့မှာလျှက်စစ်စပယ် e-bike တွေကိုအာဏာပိုင်တွေကဖမ်းဆီးပြီးတဲ့နောက်အယောက်ဆိုင်အများပြားဟာမင်းဆောင်ကဝယ်ယူသူတွေကိုမယောင်းမေးတော့ဘူးလို့ border echo မှာစုံစမ်းသိရှိရပါတယ်။လက်စလုံးမှာတော့မင်းဆောင်မြို့အနှံ့မှာရှိတဲ့လျှက်စစ်စပယ်အယောက်ဆိုင်တွေမှာမြန်မာပြည်နယ်မြောက်ပြည်မြို့ကလာရောက်ဝယ်ယူသူတွေအတွက်ကိုသာရောင်းချပေးနေတာလို့အယောက်ဆိုင်ဝန်ထမ်းတအူကဆိုပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့တရင်ရင်းမြစ်ရဲ့အတီးပြုချက်အရမဲဆောက်မှာလက်တလောဖန်ဆီးထားတဲ့ရက်စစ်စပိန် e-bike တွေကိုအပီပိုင်းသိမ်းနိုင်ခြင်းများကြောင်းသိရှိရပါတယ်။ဒါ့အပြင်မဲဆောက်မျိုးရဲ့ရင်းမတော်တဆမှုဖြစ်စဉ်ချို့ဟာရက်စစ်စပိန် e-bike တွေနဲ့ဆက်ဆက်နေသလိုရင်စီကန်လန်စီကန်ဥပဒေအရတရားမဝင်တဲ့အတွက်အခုလိုဆောင်ရွက်နေတာလို့ Border Echo ကိုပြောကြားထားပါတယ်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မျိုးမှာဇွန်လ9ရက်နေ့မနက်ပိုင်းကစလို့ရက်စစ်စပိန် e-bike တွေကိုမဲဆောက်ရင်ထိုင်းတပ်ဖွဲ့ကစတင်ဖန်ဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးခြင်းခရရတဲ့မြန်မာရှိပြောင်းတို့သားတွေရဲ့ပြောဆိုချက်အရာပြည်စစ်စပိန်တွေကိုအုံပြုမှုဟန်တာတဲ့အမေတရက်ကိုလွန်ခဲ့တဲ့သတင်းပတ်အတွင်းကထုတ်ပြန်တယ်လို့သိရတာပါအခြေခံလူဒန်းစားတွေအ धिक အုံပြုနေတဲ့လက်စစ်စပိန်တွေကိုစစ်ဆေးသိမ်းဆီးတဲ့ကမ်ဘေကာလာနောက်ပိုင်းမှာမဲဆောက်ကအယောင်ဆိုင်တွေလိုင်စင်နဲ့ရောင်းချမဲ့အစီအစဉ်ရှိမရှိကိုတော့ဘော်ဒါအက်ကိုမှအတည်ပြုဆဲဖြစ်ပါတယ် မဲဆောက်မြို့ municipal area အတွင်းရင်းနဲ့ forobor bank ကိုလမ်းကိုမရှိဘဲသွာလာနေတဲ့လက်စစ်စပိန်တွေရဲ့သွာလာမှုကိုထိန်းချုပ်ဖို့နဲ့ရင်အထောက်အထားတစ်ခုခုလုပ်ဝေးဖို့ကိုမဲဆောက်မဲဆန္ဒနယ်မြေပြည်ပပါတီကထိုင်းထက်လွတ်တော်မှာလွန်ခဲ့တဲ့လအတွင်းကအဆိုတင်မှုပါတယ်